ားလုံးပဲမင်္ဂလာပါခင်ဗျာ Walker Qualification ပွဲစဉ်ဒီအဒီနေ့ညရဲ့ train line မနဲ့ရင်မှာရှင်ပြန်ကစားဖို့ရှိနေပါသေးတယ်ဆိုတော့ထုံးစံအတိုင်းပွဲချုပ်သုံးသက်ခမ်းမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဒီနေ့မှာတော့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးထားပါတယ်ကိုညီကိုရီအတွက်ပေါ့နော်မနေ့ကလည်းဒါ Hungary ပွဲစဉ်လေး free ပွဲစဉ်လေးရွေးချယ်ပေးတာ UK ကြမယ်လို့ထင်ပါတယ်မမ group လေးမှာလည်းဒါ၃ရက်ဆက်အပေါင်းနေတောက်လျှောက်ထွက်ခဲ့ပါတယ်ဆိုတော့ဒီနေ့မှာလည်း အာတပွဲမဟုတ်ပဲနဲ့ပေါ့နော်နှစ်ပွဲကုညီကူတွေတို့ကစူးစမ်းပြီး free ပွဲစဉ်လေးအနေနဲ့တင်ဆက်ပေးကြပါမယ်။ Okay ဆိုတော့ကျွန်တော်ပထမဆုံးရေးထားတဲ့ပွဲစဉ်ကတော့ဒါဒီနေ့ညပေါ့နော်တနင်္ဂနွေနေ့မှာည7:00နာရီမှာပေါ့နော်ရှင်းပြန်ကစားမယ် Scotland တင်းနဲ့ Belarus တင်းရဲ့ပွဲစဉ်ကိုပထမဆုံးအနေနဲ့ခန့်မှန်းပေးကြပါမယ်။ဆိုတော့ Scotland တင်းရဲ့အင်ကွင်းမှာရှင်းပြန်ကစားမယ်ပွဲစဉ်လေးဖြစ်ပါတယ်။ဆိုတော့လက်ရှိအမှတ်ပေးစရာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဒိမတ်ကရမှတ်9မှတ် Scotland ရမှတ်9မှတ်အောက်မှာ Greece ရမှတ်3မှတ်ရရှိထားတယ်။ Belarus ကတော့ နောက်ဆင်းကိုတက်ဖို့တော့မဖြစ်နိုင်တော့ဘူးဒါသုံးဘွဲကစားပြီးထားတဲ့ချိန်မှာသုံးဘွဲလုံးရှုံးနေထားတာဖြစ်တဲ့အတွက်ဘီလာရူးကတော့အုပ်စုတွင်းမှာအားအနည်းဆုံးနဲ့အိမ်ဖြစ်အသင်းလို့ပြောရမှာလည်းဖြစ်ပါတယ်ဒီနေ့မှလည်းဒါစကော့တလန်အသင်းနဲ့ရှင်မြန်ကစားရမှာဖြစ်ပါတယ်ဟုတ် Okay ဆိုတော့ကျွန်တော်လက်ရှိအမှတ်ပေးစရာရည်တည်မှုရဆိုလို့ရှင်တော့ဒိမတ်ကလည်း green နဲ့ပွဲကျက်နေတာဖြစ်တဲ့အတွက်ကိုစကော့တလန်အသင်းအနေနဲ့အိမ်ဝင်းမှာလည်းကစားရမယ်ဘီလာရုကိုနိုင်ပွဲရရှိမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါ World Cup Qualification တိုက်ရိုက်ခြေစပွဲအောင်မြင်မဲ့ အခွင့်အရေးမျိုးမှာရှိနေတယ်အိမ်ခွေးမှာကစားအားမှာဖြစ်တဲ့အတွက်အနိုင်ရရှိဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်ဘီလာရုအနေနဲ့ကတော့အဝေးဝင်ဖြစ်တဲ့ပြင်မျှော်လင့်ချက်တော့များများဆဆမရှိတော့တဲ့အနေထားပေါ့နော်โอเคဆိုတော့ကျွန်တော်လက်ရှိအနေအထားအရာပေါ့နော်ဒါလူစင်းအရာမှာလဲစကော့တလန်ဒီတာပါတယ်အိမ်ခွေးအသာချက်လည်းရှိနေတယ်ဥရောပဝင်ရောအရာကြည့်မယ်ဆိုလို့ရှိရင်လဲစကော့တလန်ကို1.15လောက်ပဲပေးထားပြီးတော့ တို့ဒါဘီလာရုစ်ကို18ဆလောက်ပေးထားတာဖြစ်တဲ့အတွက်အနိုင်ရရှိဖို့ရာဂိုင်းကတော်တော်လေးများပါတယ်ဆိုတော့အာရှရဲ့အကျော်ပေးမှုနဲ့ကျွန်တော်တို့ချိန်ကြီးရအောင်အာရှရဲ့အကျော်ပေးမှုမှာဆိုလို့ရှိရင်တော့မနက်ခင်းကဒါ 2+90 လောက်ပေးထားပေမဲ့လက်ရှိမှာနှလုံးသွေးလောက်အထိပြင်းရှလာတာမျိုးလေးရှိတယ်ဒါကအဖဲဖြစ်တဲ့အကျော်ပေးမှုလို့ပြောလို့ရတယ်ဆိုတော့ဂိုးပေါင်းကြီးရချိန်ကြီးမယ်ဆိုလို့ရှိရင်လည်းမနက်ခင်းမှာ3လုံး +90 ကနေလက်ရှိမှာတလုံးမိုင်းနဲ့30မျိုးအထိဂိုးပေါင်းကြီးပါပြင်းရှလာတဲ့အနေအထားလေးကိုကျွန်တော်တို့တွေ့ရပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါဘီလာရုအိမ်ကွင်းမှာ ဒိမတ်ရဲ့အကျော်ပေးမှုလေးနဲ့ကျွန်တော်ရှင်းကြည့်ရအောင်ဒိမတ်ကတော့ဘီလာရုအိမ်ခွေးမှာ2-30ဆိုတာမျိုးအကျော်ပေးခဲ့ပြီးတော့အဒိမတ်အနေနဲ့ဒါ 3G ဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိခဲ့တာမျိုးရှိတယ်။ဆိုတော့ဒိမတ်နဲ့ကျွန်တော်စကော့တလန်ရဲ့ဝါရင်ကင်းအရရှင်မယ်ခြေတန်းအရရှင်မယ်ဆိုလို့ရှိရင်လေဒိမတ်ကစကော့တလန်ထက်ဝါရင်ကင်းမြင့်တယ်ခြေတန်းအရဆိုလို့ရှိရင်လေဒါအော် +100 လောက်ပုံမြင့်တဲ့အသင်းလို့ ပြောရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာကျွန်တော်စကော့တလန်ရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုရင်အိမ်ဝင်းကနေပြီးတူးတည်ဆိုတဲ့အနေအထားဖဲဖြစ်တဲ့အနေအထားလို့ပြောလို့ရတယ်။ပြီးတော့ဂိုးပေါင်းကြီးလည်းပြင်းရှလာတဲ့အနေအထားမှာစကော့တလန်အနေနဲ့ဒါနိုင်မွေးရရှိအောင်အကျိုးစားလာမဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။ဒါကြောင့်ဒါတူးတည်ဆိုတဲ့အနေအထားကလည်းအိမ်ဝင်း မှရှင်ပြန်ကစားမယ်အင်ရှင်ပြိသက်တွေနဲ့ကျွန်တော်တို့ဒါရင်ခုန်လို့ရတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်စကော့လန်သင်းကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာရွေးချယ်ပေးတင်တာမျိုးရှိပါတယ်စကော့လန်သင်းကိုကြိုက်ပါတယ်အထက်ရွေးချယ်ထားတာကတော့ဒါရူမေးနီးယားနဲ့အော်စတရီးယားပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်တနင်္လာနေ့မနက်9:15ရူမေးနီးယားသင်းရဲ့အိမ်ကွင်းမှာရှင်ပြန်ကစားသွားကြမယ်ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့လက်ရှိအောက်စုတွင်မှာဆိုလို့ရှိရင်တော့ဩစတြီးယားအသင်းကတော့ဒါ၅ဘွဲကစားပြီးထားတဲ့အချိန်မှာ၅ဘွဲလုံးကိုအနိုင်ရရှိပြီးတော့ recent form လဲကောင်းတယ်တိုက်စစ်ပိုင်းကအတွင်းကိုတွေကလည်းတော်တော်လေးကောင်းမွန်ထားတဲ့အနေအထားမှာ ဒါရမှတ်15မှတ်နဲ့အဆင့်တနေရာမှာရပ်တည်နေပါတယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လေဩစတီးယားဒီဆမာရီနိုကိုဒါ16ဂိုးမရှိဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးပြတ်အနိုင်ရရှိ ပြီးတော့အကောင်းဆုံးသောတိုက်စစ်စုဖွဲ့မှုနဲ့အတူစိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးမှာရှိနေပြီးတော့ဒါခြေစပွဲအောင်မြင်မှုတို့အကောင်းဆုံးအနေထားမှာရှိပါတယ်တဖက်ကကျွန်တော်ဒါရိုမေးနီးယားရိုမေးနီးယားကတော့လက်ရှိမှာရမှတ်9မှတ်ရရှိထားတယ်ဘော့စနီးယားကတော့ရမှတ်73မှတ်ဆိုတော့ ရူမေးနီးယားအနေနဲ့လက်ကျန်ပွဲစဉ်ကကျွန်တော်တို့ဒါသုံးပွဲထိရှင်ပြန်ကစားဖို့ရှိနေတာဖြစ်တဲ့အတွက်အဲ့သုံးပွဲမှာသာတကယ်လို့ကိုမတ်စုဆောင်းနိုင်ခဲ့မယ်ဆိုရင်ပေါ့ဗျာရမတ်16မတ်နဲ့သူလဲ play off ကံမှုအတွက်မျောလင်းချက်တချို့ရှိနေတာမျိုးလေးရှိတယ်ပေါ့နော်ဒါပေမဲ့ Boston ရအနေနဲ့ကလည်းလက်ကျန်ပွဲစဉ်တွေကိုအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဘာမှတော့ပြောလို့မရတဲ့အနေအထားလေးပြောချင်တာကရူမေးနီးယားအနေနဲ့မျောလင်းချက်ကတော့ကုံဆုံးသွားတာတော့မဟုတ်ဘူးပေါ့နော်မျောလင်းချက်တချို့တော့အကျန်ရှိနေတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ် ဩစတြေးလျသင်ကတော့ဒီပွဲစဉ်ကိုနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်လက်ကျန်နှစ်ပွဲကိုကျွန်တော်ဒါလှည့်ကြည့်စရာမလိုဘဲနဲ့ World Cup Qualification တချို့စပွဲအောင်မြင်သွားမယ်အနေအထားဆိုတော့ဒါရမှတ်လူအချက်မြန်မာနေတယ်ရမှတ်သုံးမှတ်အတွက်ကိုဒါရိုမေးနီးယားအတွက်ကလည်းအရေးကြီးနေပြီးတော့ဩစတြေးလျသင်အတွက်ကလည်းအရေးကြီးနေတဲ့အနေအထားမျိုးလေးမှာရှိပါတယ်ကျွန်တော်ပထမအကြော့ထိတ်တိုက်တွေးဆုံမှုမှာဆိုလို့ရှိရင်လေဩစတြေးလျသင်ကရိုမေးနီးယားကို2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ် အာရှအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှင်တော့ဒါ OnePlus 80အကျော်ပေးထားတယ်ဆိုတော့ဒါကတော့နည်းနည်းလေးတော့စဉ်းစားရချက်တယ်ဗျ။အอสတြေးလျအနေနဲ့အဝေးဝင်းဖြစ်တည်တိုင်အောင်ရူမေးနီးယားအနေရူမေးနီးယားနဲ့ကွာဟာချက်ကတော်တော်လေးကြီးမားပါတယ်ဆိုလူစင်းအရာရောကျွန်တော်တို့ဒါ hat to hat အရာရော warring king အရာရော current founder အရာရောအอสတြေးလျတာနေတဲ့အနေထားမှာဒါ OnePlus 80ဆိုတာကတော့တော်တော်လေးပြော့တဲ့အနေထားမှာရှိပါတယ်တကယ်တမ်းဖြစ်တဲ့အကျော်ပေးမှုအနေနဲ့ဒါ 1T ဆိုတာမျိုးသူ့မဟုတ် OnePlus 30လောက်ပေါ့နော်နောက်ထပ် နည်းနည်းလေးပို့ပြီးပေးမယ်ဆိုလို့ရှိရင်တော့ OnePlus 50လောက်ဆိုရင်တော့ကျွန်တော်လက်ခံစဉ်းစားလို့ရတဲ့အနေအထားမျိုး OnePlus 80ဆိုတာကတော့အော်ပြောတဲ့အနေအထားမှာရှိရလို့မြင်တယ်ဒါတော့ကျွန်တော်ရဲ့ personal အမြင်ပေါ့နော်ဒါကြောင့်လဲဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့အာရူမေးနီးယားအောင်ပို့ပြီးတော့ကြိုက်တယ်ပေါ့နော် Bulgaria အနေနဲ့ တောက်လျှောက်ဖွန်ကောင်းလေးရဲ့ဩစတြေးလျဘက်ကဘောနော်ဒါမျောပေးထားတဲ့အကြောပေးမှုလေးလို့ထင်တာဖြစ်တဲ့အတွက်အင်ရှင်နဲ့ပဲကျွန်တော်ကတော့ဒါရင်ခုန်နေတာမျိုးရှိပါတယ်ရိုမီးနီးယားအသင်းကတော့ဒီပွဲစဉ်မှာပိုပြီးကြိုက်တာမျိုးရှိပါတယ်အဒါကတော့ကျွန်တော် free poison လေးနှစ်ပွဲကိုတုံးသက်ပေးခဲ့တာလည်းဖြစ်ပါတယ်ကြန့်ရှိနေတဲ့ poison တွေကိုတော့ member crew လေးမှတင်ဆက်ပေးတော့မှာဖြစ်ပါတယ် comment box မှာအမြင်လေးတွေဝင်ရောက်ပြီးတော့ comment မှန်ပေးခဲ့ကြပါအောင် subscribe မလုပ်ထားသေးညီကိုတွေလည်းပွဲကျုံတုံးသက်ချက်တွေတောက်လျှောက်တင်ဆက်ပေးနေတဲ့ကျွန်တော် SN TV ကိုအာ subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ